ံပွဲတစ်ခုလုပ်တဲ့အခါမှာအဓိကကတရားမျှတမှုရှိဖို့အရေးကြီးတယ်။တကယ်ရှင်းရှင်းပြောလို့ရှင်မပြိုင်ချင်တော့ဆိုတဲ့အထိကျွန်တော်ဖြစ်ခဲ့တာပေါ့နော်။ထိုက်တယ်လည်းလုပ်ရဘူး။ကျွန်တော်ဒိုင်လုပ်တဲ့ပွဲမှာကောင်းရင်ကောင်းတဲ့သူကျွန်တော်ကပြိသက်ဖြစ်ချင်ပြန်ပွဲတစ်ချက်သူရမ်းစိတ်ဖြစ်စီတယ်သူရဲ့စိတ်ဖြစ်စီမှုသူရဲ့ပျော်လဲတော့မတက်ကိုသူစိတ်ဖြစ်စီတာသူတို့လဲသွားရင်ကျွန်တော်လဲသွားမယ်အဲ့တော့ကျွန်တော်ဘလို့ဝေဖန်မှုတွေဘလောက်ပဲပြင်းထန်နေစေရည်ညီမတယ် တယောက်မှလဲလို့မရဘူးအမှန်တရားတွေ့နေပြီးတော့တောက်လျှောက်ပေါ်တော့ကျွန်တော်က အာမှတ်ချက်ကောင်းအများနဲ့ပေးလို့ရှိတယ်ပေါ့နော်ကျွန်တော်ပေးခြင်းလို့ပေးတော့မဟုတ်ဘူးဗျာကျွန်တော်ကောင်းအောင်ကောင်းတဲ့သူကိုကျွန်တော်ပေးမှာပဲလိုအပ်ချက်ရှိသွားလို့ရှင်ပေးမှာပဲကို့ကိုပရိသတ်ကနေပြီးတော့ဒီလိုတွေပြောနေလို့ပြောခံနေရလို့ရှော့လိုက်တယ်ဆိုတဲ့ပုံစံမျိုးကကျွန်တော်ကဒိုင်တယောက်ဖြစ်တောင်းဝင်ယူထားရင်ကျွန်တော်တို့ကလုံးလို့မရဘူးဗျာပြန်ပွဲဝင်နေအကုန်လုံးရဲ့လိုအပ်ချက်တွေအကုန်လုံးကိုကျွန်တော်တို့ကဓာတ်ရိုက်ပြောပါဟောစတင်တဲ့ချိန်မှာဆိုတဲ့တချင်းဆိုလို့ပုံပြီးဆွဲလန်းတဲ့တွေ့ရှိရှင်တော်မတဲ့အချရှိ ျွန်တော်လက်ရှိအစိုးရကြီးအကုန်လုံးကိုကျွန်တော်နားထောင်ပြီးအချိန်နှစ်သက်တယ်ဆိုပေမဲ့တခါတလေမှာအသက်တွေအသက်ဆိုတာမှာကျွန်တော်ဒိုင်လုပ်တဲ့ပွဲမှာကျွန်တော်ရဲ့ညီကိုမောင်နှမတွေအဲ့ထဲကထွက်လာမယ်အသက်တွေပေါ့နော်ကောင်းရင်ကောင်းတဲ့သူကျွန်တော်ကပြိတ္တဖြစ်ချင်အဲ့တော့ကျော်ဦးနဲ့ပတ်သက်ပြီးတော့သူရင်ရင်သွားမှာပြန်ပွဲတစ်ချက်သူရဲစိတ်ဖြစ်စီတယ်သူရဲစိတ်ဖြစ်စီမှုသူရဲ့ပျော်လဲတော့မတက်ကိုသူစိတ်ဖြစ်စီတာသူတို့လဲသွားလို့မဖြစ်ဘူး သူတို့လဲသွားရင်ကျွန်တော်လဲသွားမယ်တူပဲအဲ့တော့ကျွန်တော်ဘလူဝေဘမှုတွေဘလောက်ပဲပြင်းထန်နေပါစေပြိုင်ပွဲဝင်ရည်ရညမတွေတဲအောင်မှလဲလို့မရအဲ့ဒီအတွက်ကျွန်တော်ရှိနေပေးတာပါတကယ်ရှင်းရှင်းပြောလို့ဆိုမပြိုင်ချင်တော့ဆိုတော့အထီးကျွန်တော်ဖြစ်ခဲ့တာပေါ့နော်ဆိုတော့အဲ့မှာဖုန်းခေါ်ပြီးတော့မှအားပြရတော့ကိုစင်အောင်ပဲဖြစ်တယ်ပေါ့နော်ဆိုတော့အရင်နေ့ပြောလို့ရတယ် အာကိုတိုင်ပင်လို့ရတယ်ဆိုတော့ပြီးတော့မှဒီ MSD မှာလည်းလာပြီးတော့မှကျွန်တော်ဒီညီကောင်မမလေးအကုန်လုံးအားအပြည့်စကားလာပြောရတယ်ပေါ့နော်အာဒီကိုစင်အောင်ရဲ့ဒီမှတ်ချက်အပေါ်မှာလေးကျွန်တော်အပြင်ဆင်ရမယ်ပြင်ဆင်ရမယ်အရာတွေအများကြီးမြင်လာတာပေါ့နော်ဆိုတော့စူးစမ်းမယ်အပိုင်းတွေအများကြီးမြင်လာတယ်အာကြောက်နေကြောက်နေမကြောက်ပါနဲ့ဗျာကြောက်နေကြောက်နေဒါမဲ့အာပြောတဲ့အပေါ်မှာမှတ်ချက်ပေးတဲ့အပေါ်မှာအာကျွန်တော်ကျွန်တော်မှတွေ့ချက်တွေအများကြီးရှိရဲဆိုတော့အမှတ်ချက်လေးရတဲ့အခါမှာအများကြီးအာခွာရခဲ့ပါတယ်ခင်ဗျာဟုတ် ဟုတ်လေအဲ့ဒီသူ့ရဲ့အဖြေလေးတွေကကျွန်တော်ကြားလိုက်ရပါတော့เนาะကြောက်တယ်ဆိုတာလေပြန်ဝင်ဝင်တော်တော်များများကျွန်တော်အရှိမလုပ်ခဲ့တဲ့ model academy တို့ပေါ့နော်တောက်လျှောက် style secrets တို့ကျွန်တော် reality show တွေအများကြီးလုပ်ခဲ့တာပေါ့လုပ်ခဲ့တဲ့အချိန်မှာပြန်ဝင်ဝင်ကြောက်ကြတယ်ကျွန်တော်ကြောက်ပြီးသွားလို့ရှိရင်သူတို့ကဘာဖြစ်လဲဆိုတဲ့အခါကျတကယ်လိုက်နာတယ်ပြီးလို့ရှိရင်ပြိုင်ပွဲပြီးသွားတဲ့အချိန်ထိအခုဆိုရင် model academy ပြီးသွားတဲ့ခလေးတွေပေါ့နော် D လို့ပါဆိုလို့ရှိရင်နေရာရသွားပြီနော်အကိုရဲတဲ့ပြိုင်ပွဲတော့အခုပြောခဲ့တဲ့အကြောင်းအရာတွေအကုန်လုံးဟာတဲ့ သူကြုံတွေ့ရလို့ပေါ့နော်တလောပဲသူကျွန်တော်နဲ့တွေ့တဲ့အချိန်မှာသူအများကြီးရင်ဖွင့်တယ်ပေါ့အဲ့လိုပဲကျွန်တော်လိုအပ်တဲ့အရာကိုကျွန်တော်ဝေဖန်မှုတွေအပြင်မှာအရင်မြင့်နေတဲ့အချိန်မှာတော့မှကျွန်တော်ကပြောစရာရှိတာပြောတော့ကလေးတွေအကုန်လုံးကအဲ့ဒီဟာကိုသူတို့လည်းစိတ်ဖိစီးနေချိန်မှာသူတို့ကစိတ်ဖိစီးတာတမျိုးကျွန်တော်ပြောလိုက်တဲ့အရာကိုတမျိုးပေါ့နော်ပြီးတော့ဒါပဲပဲတခုကောင်းတာကကျွန်တော်တို့ညီရင်ညီမတွေအကုန်လုံးကနေပြိုင်ပွဲဝင်နေအကုန်လုံးကတော်တော်လေးကိုသူတို့လိုက်လို့တယ်လိုက်လို့တယ်လိုက်နာကြတယ် ီပြိုင်ပွဲမှာတကယ်အရန်တော်တဲ့သူရဖို့တော့ကျွန်တော်ရှိနေတာပရိသတ်တွေပြောနေသလိုသူ့ကိုထုတ်လိုက်ပါတို့စကားပြောတာအရန်ရှာရှည်တာတို့မျိုးစုံပေါ့နော်ကျွန်တော်အများကြီး comment တွေပေးကြတယ်အဲ့ဒီအတွက်လည်းကျွန်တော်ကအဲ့ဒီအရာကို iron site နေမယ်တူတူတကယ်ပြိုင်ပွဲကိုစူးစမ်းပြီးရှင်ပြိုင်နေတဲ့ကျွန်တော်ညီညီမတွေအကုန်လုံးကပိုရေးကြည့်ရလို့ကျွန်တော်ထင်တယ်ဆန်ဆန်တတ်မှတွေဝစ်လာတဲ့အပတ်ဖြစ်ဒါပေမဲ့အကိုကလည်း ဲ့ပုံကိုကြည့်ပြီးအတော့ကွာမကြိုက်ခဲ့လားကျွန်တော် strong ဖြစ်နေမှာဒီကလေးတွေဆက်ပြီးတော့ရှင်းကြိုင်နိုင်မှာပေါ့နော်ကျွန်တော်ဒီလောက်အပြည့်မှာဝေဖန်မှုတွေအများကြီးဖြစ်နေချိန်မှာတော့မှသူတို့ဆိုရမ်းအံ့ဝဲကျွန်တော်ကြည့်ပြီးတော့သူတို့ဆိုအခုဘယ်လိုလဲအဆင်ပြေလားဆိုတော့ဒီခါလေးကြာရရောင်မြန်ပေါ့နော်မြစ်တောင်ရောင်မြန်ပေါ့သူတို့ကျွန်တော်အများကြီးပြန်ပြီးတော့ဟိုပြန်ပြီးတော့ support ပေးကြရပါတော့ကျွန်တော် AC ပဲကိုယ့်ရဲ့ခံယူချက်ကိုယ့်ရဲ့ identity ကိုအပြောက်မခံနိုင်လို့ကိုပြောပြဦးရေနော်သူတို့ကအားလုံးပြည့်စုံတယ်သူတို့ မိုက်တက်လိုက်တာနဲ့သူတို့မှကီးဝင်စကားပြောရအောင်ကီးဝင်နေတဲ့ကလေးအဲ့တော့တချင်းဆိုဘိုင်းနဲ့ပတ်သက်ပြီးတော့ပညာရှင်တွေအကုန်လုံးကတုံးသက်ကြနေမယ်ဒါပေမဲ့ကျွန်တော်ဒီဒီနေရာမှာအစီအစဉ်ပေါင်းမြောက်များစွာအာဒရာရှင်နဲ့လောက်လာတဲ့အချိန်မှာတော်တော်များများပြိတ္တသည့်မပြည့်ပုံခံအဲ့ဒါဘာလဲဆိုကျွန်တော်ဝင်ခံတာပေါ့နော်ကျွန်တော်ကိုကျွန်တော်ဂျင်းနေမိတဲ့အရာလေးပါချင်ကျွန်တော်အရန်လေးလာမှတ်သားတဲ့ဘုဒ္ဓတပြီးကျွန်တော် inspiration ပြန်လုပ်ပြီးကျွန်တော်အရန်ဒီဘိုင်းနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့ကျွန်တော်ရဲ့အစီအစဉ်ကိုကျွန်တော်စူးစမ်းရပေါ့နော်အဲ့လိုအခါမျိုးမှာအများနဲ့မတူတဲ့ တီထွင်မှုရဲ့အကုန်လုံးကိုကျွန်တော်တဆင့်တက်တဆင့်လုပ်နိုင်တယ်။ရှော့ရဲ့အကုန်ဟုတ်တော့လေ။ရှိတဲ့သူရဲ့စာပြီးကွန်မန့်ပြန်ပေးပါတယ်ဟုတ်ကဲ့တယောက်ချင်းစီ။အဲသူ့ရဲ့ဒီချင်းတိုင်းသားရဲ့ပတ်တန်ကလေးနဲ့လေသာနဲ့သူလှုပ်ထားတော့ဒါကျွန်တော်ခုမှတွေ့ပထမအောက်ကနေကြည့်တဲ့အချိန်မှာကျွန်တော်ကရူးရူးပိတ်စနေပဲသူဖန်တီးထားရတဲ့နာအခုအနီးကကြည့်တော့မှမန်တိုင်းကျွန်တော်အဲ့လိုအင်ဂျီတောင်းကျင်တာသူတို့ဆက်ပြန်တောင်းကျင်တာကျွန်တော်ကြိုက်တာလေတန်းနဲ့လူချင်းကောက်တော့တခါမှမဟုတ်ဘူး ထိုက်တန်တယ်လို့ရဖို့အတွက်အဲ့လိုပြောလိုက်လို့ဂျန်တဲ့သူတွေမထိုက်တန်ဘူးလားဆိုတော့ဒါအားလုံးရဲ့အမြင်ပဲလေကောင်းရင်ကောင်းတဲ့သူကရအောင်လာမယ် reset ကလွဲသွားလို့မရအောင်ပြိုင်ပွဲတစ်ခုလုပ်တဲ့အခါမှာအဓိကကတရားမျှတမှုရှိဖို့အရေးကြီးတယ်သူကသူတို့လည်းအမြင်မပါဘူးကျွန်တော်အမြင်နဲ့ပြောပြတယ်အကိုတို့ပုံလည်းဝေဖန်တဲ့သူတွေအကုန်လုံးကဒါကလေသူတို့မှားနေလို့မဟုတ်ဒါသူတို့ရဲ့အမြင်ကိုပြောတာကျွန်တော်ခွဲခြားပြီးတော့ပြောပေးတယ်အဲ့ဒီခါကျတော့ကလေးအားတက်တာပေါ့နော်အဲကျွန်တော်ကတော့ဒါဖြစ်လည်းအမြင်ရဲ့လို့တော့မှာပါ အဲအဲ့တော့ကျွန်တော်အမြဲတမ်းလဲကျွန်တော်ညီညီမိုက်နေအမြဲတမ်းတွေ့ပြနေမှာပါအဓိကတော့ကျွန်တော်ဒိုင်ဖြစ်လို့ပြီးခေဆိုလို့ရှင်အဲ့ပွဲကတော့မှန်ပါတော့เนาะမှန်ပါရမှန်လို့မရတိတ်ခါအောင်ထတာဟုတ်ကဲ့ကျွန်တော်ဟုတ်တယ်အားအဲ့နည်းဆုံးတော့ဟော့ပေါ့တော့ဝင်ရောက်ပြီးမုန်ကျွေးရတော့မှာပေါ့မချက်တယ်မှာရှိပါရဲ့ ကျွန်တော်တတိသူ့ရဲ့တချင်းဆိုအဲ show ဘွဲကိုကျွန်တော်လာပြီးတော့နားထောင်ခြင်းနဲ့ခံစားချက်တခုရှိတယ်။အဲ့လိုမျိုးမှတ်ချက်တွေပေးခဲ့တယ်လေအများကြီးစူးစမ်းရမယ်ဆိုတော့အဲ့လိုမျိုးစိတ်ဟုတ်တယ်မူတီပူရလာတာအဲ့ကြအဲ့စကားကိုပြန်ပြီးတော့ကြည့်လိုက်စကားလုံးကရိုးရိုးလေးပဲဒီပြိုင်ပွဲပြီးသွားတဲ့အချိန်သူ့တယောက်တည်း show ဘွဲလုပ်တယ်ဆိုတော့အချိန်ကြီးကြတယ်အကိုရှိနေခြင်းနဲ့ဆိုတာဒီပြိုင်ပွဲပြီးသွားတာနဲ့မင်းတို့ပြီးသွားမှာမဟုတ်ဘူးကျွန်တော်မရှိလိုက်တဲ့ရက်မှာနောက်တစ်ယောက် အဲအဲ့လိုပေါ့နော်ဟိုကိုကိုကြိုက်တဲ့သူပေါ့နော်ကျွန်တော်ကြိုက်တဲ့သူကျွန်တော်နှစ်သက်တဲ့သူဖြစ်တင်ဖြစ်တတ်ရှိတဲ့သူအဲ့လိုမျိုးဖြစ်သွားမှာကျွန်တော်အရန်စိုးရင်လည်းအဲ့ဒီတော့ကျွန်တော်အပတ်တိုင်းကိုတိုက်ပွဲဝင်ပြန်မကွာပြန်မကွာမြန်မာစတားအတော်ရှိတဲ့သူလည်းပြန်ပြန်နေကြပါလေအဲကျွန်တော်တို့လေးစားဖေးရတော့ပေါ့နော်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ကိုစရာမဆက်ဘူးဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ်တော့ဆက်စရာမလိုကျွန်တော်အများကြီးတင်ပါတယ် 家。